ဘော့စကောချန်ပေးတဲ့အန်ဘုံဘောစာ United ခေါ်ယူတင်းတဲ့ Premier League ကျယ်ပွင့်ပရိသတ်များလုံးဝမိင်္ဂလာများ Manchester Force ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင် Manchester United အသင်းရဲ့ကရဝင်စာမတူးလဲဖြစ်လက်ရှိဘောလုံးဝေဖန်သုံးသက်သူလဲဖြစ်တဲ့ဘော့စကောကတော့ United အနေနဲ့အန်ဘုံဘောကိုဈေးမတန်ဆပေးမဲ့အစားတခြား Premier League ကျယ်ပွင့်တိုက်စစ်ကစားမတူးကိုခေါ်ယူတင်းတယ်လို့အကြံပေးလာခဲ့ပါရင် ဒီနေ့ကကွန်ညာကိုခေါ်ယူအပေးမှာအမ်ဘိုကိုခေါ်ယူဖို့ Brandford အသင်းစီကိုအပိုဆူဂျေးတဲ့အပါအဝင်ပြောင်းရွှေ့ခြင်းပေါင်55တန်းကံလတ်မှုတရက်ပြုလုပ်ခဲ့တာပါဒါပေမဲ့ Brandford ဘက်ကတော့ဒီကံလတ်မှုကိုပယ်ချခဲ့ပြီးတော့အမ်ဘိုအတွက်ပေါင်သား80လောက်လိုချင်ကြောင်းအကြောင်းပြန်ထားခဲ့တာပါ Bosco ကတော့အမ်ဘိုကိုမတန်ဆဆေးပေးပြီးခေါ်မယ်ဆိုသူနဲ့ကစားတဲ့နေရာချင်းတူတဲ့ Crystal Palace အသင်းရဲ့တောင်ပိုင်းကစားမအီဘာရီချီအီစီကိုသာခေါ်ယူသင့်တယ်လို့အကြံပေးလာခဲ့ပါတယ်။ပေါ့စကိုကတော့အီစီကစာရုပ်ဖက်သိမ်းခြင်းပေါင်သန်း60ပဲရှိတာမို့လို့အင်္ဂလန်ကျယ်ဝင့်ကိုအစားထိုးခေါ်ယူသင့်တဲ့အကြောင်းထောက်ပြလာခဲ့တာပါ။ ခွဲဆယ်ပဲလေအသင်းဘက်က AC ရဲ့စာချုပ်ပြတင်းချေကိုရရှိရင်ကစားမကိုရောင်းချဖို့လမ်းခွင့်ထားတာဖြစ်တဲ့အတွက် Bosco က United အနေနဲ့သူ့ကိုယ်တိုင်ဝယ်လိုက်စမ်းပါလို့ပြောဆိုသွားခဲ့တာပါ Bosco ကအခုလိုကြံပေးလာခဲ့ပေမဲ့ Amorim ကတော့သူ့ရဲ့တိုက်စင်မှုနောက်မှာကစားမဲ့ညာချမ်းတိုက်စစ်ကစားမကိုအန်ဘူမိုမအန်ဘူမိုဖြစ်နေခဲ့တာပါအမ်ဘူမိုကတော့ပြီးခဲ့တဲ့ရာသီမှာ Brentford အသင်းအတွက် Premier League မှာသင်္ကန်း၂၀တီသွင်းယူနိုင်ခဲ့ပြီးခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့တာပါ။ Bosco ပြောတဲ့ AC ကို MMO စားခေါ်ယူတင်လာဘယ်လိုမြင်လဲသုံးသပ်ပေးခဲ့ကြပါဦး။ ဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ